ဆရာလေးရဲ့ဝိနမယ်နဲ့နာမည်လေးနဲ့နော်ဝိနမယ်နဲ့တတ်တော်လေးရဲ့ဘယ်ကဘယ်ကပါကမနာအထုတာတခါလေးလျှောက်ပြီးတော့ဘွယ်ကသုမနာထေရီပါဖေဟာတခြားပြန်လျှောက်တပီတော်ရဲ့ဘွယ်ကဒေါ်သုမနာထေရီပါဖေဟာဒေါ်သုမနာထေရီထေရီပါဖေဟာတက်ကတက်က66နှစ်ပါဖေဟာ66နှစ်ဥပါကမနာအထုတယ်တင်းငင်းရောပါဖေဟာဟုတ်ပြီပါကမနာအထုအယုံ6ပါမြဲလာပါဖေဟာဘလောက်ပြောင်းပြီးထားတာဘလောက်ကြာပြီလဲကြောင်းပြီးထားတာ16ရက်ရှိပါပြီဟုတ်ပြီဘာတွေထူးကြလို့ဘာတွေသိကျင်လို့လာလျှောက်တာလဲ အောင်ချောပါမြင်လာတပြီတော့ရှိပါရဲ့ခင်ဗျာမျက်စိအကြည်နဲ့အဆင်းနဲ့တိုက်တဲ့အခါမှာမြင်စိတ်ကလေးပေါ်ပါရဲ့ခင်ဗျာမျက်စိအကြည်ကလည်းမမြဲတဲ့မမြဲမမြဲတဲ့သဘာဝရုပ်တရားပါခင်ဗျာအဆင်းကလည်းမမြဲတဲ့ရုပ်တရားပါခင်ဗျာမမြဲတဲ့ရုပ်တရားတစ်ခုတိုက်ပြီးတော့မြင်စိတ်ကလေးပေါ်ပါရဲ့ခင်ဗျာအဲ့ဒီမြင်စိတ်ကလေးကိုမြဲလာလို့တပြီတော့ပြန်ပြန်ပြီးတော့ကြည်ပါရဲ့ခင်ဗျာမမြဲတာကိုတွေ့ရပါရဲ့ခင်ဗျာ နားကြည်နဲ့အတန်းနဲ့တိုက်တဲ့အခါမှာကြားစိတ်ကလေးပေါ်ပါတယ်ဖေဟာကြားစိတ်ကလေးပေါ်ပါတယ်ဖေဟာနားကြည်ရလဲမမြဲတဲ့မမြဲတဲ့ရုပ်တရားပါဖြစ်သဘာဝရုပ်တရားပါဖေဟာအတန်းကလည်းမမြဲတဲ့သဘာဝရုပ်တရားပါဖေဟာမမြဲတဲ့သဘာဝနှစ်ခုတိုက်ပြီးတော့ဖြစ်လာတဲ့အတန်းလေးကိုဟိုကြားသည့်စိတ်ကလေးကိုတပြီးတော့မြဲလားလို့ကြည့်တဲ့အခါမှာမမြဲပါဘူးဖေဟာအနံ့နဲ့နှာခေါင်းကြည်နဲ့အနံ့နဲ့တိုက်တဲ့အခါမှာနန်သည့်စိတ်ကလေးပေါ်ပါတယ်ဖေဟာနှာခေါင်း နှာခေါင်းကလည်းမမြဲတဲ့တဘာဝယုတ်တရားပါဖေ။အနံ့ကလည်းမမြဲတဲ့တဘာဝယုတ်တရားပါဖေ။တဘာဝမမြဲတဲ့တဘာဝယုတ်တရားတစ်ခုတိုက်ပြီးတော့ဖြစ်လာတဲ့အနံ့နန္ဒီစိတ်ကလေးကလည်းမမြဲဘူးတပြီးတော့မြဲလားလို့ကြည့်တဲ့အခါမှာမမြဲဘူးလို့သိရပါတယ်ခင်ဗျာအာယုံ6ပါးကိုတပြီးတော့အဲ့လိုရှုပါတယ်ခင်ဗျာပြီးတော့နေစဉ်အခါမှာလည်းတပြီးတော့သွားတဲ့အခါတိုင်းလှမ်းတဲ့အခါတိုင်းလှမ်းတဲ့အခါမှာလည်းအဲဒီကျဲမြင်တဲ့ ခြေထောက်နဲ့ထိတဲ့အခါမှာထိတိစိတ်ကလေးပေါ်ပါတယ်ဗျာအဲ့ဒီပုံမှာလည်းမြင်းလားဆိုပြီးတော့တပီတော့အမြဲရှုဖြစ်ပါတယ်ဗျာဟိုရေချိုးကမ်းဝင်လို့ရှိရင်လည်းရေလောင်းတဲ့အခါမှာအေးတဲ့ဟိုအေးတဲ့ဓာတ်ကလေးပေါ်ပါတယ်ဗျာအဲ့ခါမှာလည်းတပီတော့မြဲလားလို့ရှုပါတယ်ဗျာ ိတ်တဲ့အခါမှာလည်းဒီလိုပဲအိတ်မပြောခင်မှာတပီတော့တွေးတော့စိတ်ကလေးတွေဒီတရားပေါ်မှာတပီတော့စမ်းစာနေတဲ့စိတ်ကလေးတွေအဲ့ဒီစိတ်ကလေးတွေတခုချင်းကိုတပီတော့မြဲလာမြဲလာမြဲလာနေတပီတော့အဲ့လိုရှုပါလေဖေဟာအယုံချောပါကိုတပီတော့အဲ့လိုရှုပါလေဖေဟာနေစင်ပါရောရှုတဲ့အစဉ်ရှုတဲ့အခါမှာရောအမြဲတမ်းတပီတော့အမြဲရှုဖြစ်ပါလေဖေဟာတပီတော့21ရက်နေ့နေခင်းနှစ်နာရီခွဲမှာဒီဓမ္မယုံမှာတပီတော့တရားအထုတ်ပါလေဖေဟာအဲ့ဒီအချိန်မှာတပီတော့အဲ လာတဲ့အတန်တွေပေါ့အလူသမားတွေလာတဲ့အတန်တွေဟိုငှက်တန်တွေအတန်တွေလာလို့ရှိရင်လည်းမြဲလာမြဲလာမြဲလာနေတပည့်တော်ရှုပါတယ်တပည့်တော်ရဲ့စိတ်မှာပေါ်လာတဲ့တွေးတော့ကြံစီစိတ်ကလေးတွေကိုလည်းတပည့်တော်မြဲလာမြဲလာနေတပည့်တော်မြဲလာလို့တပည့်တော်ရှုပါတယ်ဗျာအဲ့ဒီအချိန်မှာတပည့်တော်ရဲ့ဉာဏ်မှာဘလို့ဖြစ်လာလဲဆိုတော့အဲတခုချင်းအာယုံ6ပါးရဲ့တခုချင်းကိုမြဲလာလို့ရှုနေတာတခုမှမမြဲဘူးဆိုတာတပည့်တော် သိပါတယ်ဖေ။မမြဲတာတွေကိုလည်းတပည့်တော်ရဲ့တပည့်တော်ရဲ့ညံမှာသိနေပါတယ်ဖေ။အဲ့ဒီအချိန်မှာတပည့်တော်ညံမှာဘလို့ဖြစ်လာလဲဆိုတော့ဆရာတော်ဖေဟောတဲ့30တပုံအာယုံ6ပါးကိုချဲ့ရင်30တပုံ30ပုံကိုခြုံလို့ရှိရင်အာယုံ6ပါးပဲရတယ်ဆိုတော့တပည့်တော်ရဲ့ညံမှာအဲ့အဲ့တရားကိုအဲ့တရားထင်လာပါတယ်ဖေ။အဲ့ဒီအချိန်မှာအာယုံဒါဆိုရင်30တပုံမှာလဲအာယုံ6ပါးပဲရှိတာပဲ။အဲ့ဒါဆိုရင်30တပုံမှာရှိတဲ့အာယုံ6ပါး မြဲမှာမမြဲတာ30တဘုံလုံးလဲအားလုံးကမြဲပါလားဆိုတော့ညံတပည့်တော်မှာတပည့်တော်ညံမှာအထင်းသားပေါ်လာပါတယ်ဖေဟာမမြဲဘူးဆိုတော့ညံတပည့်တော်ကအထင်းသားပေါ်လာပြီးတော့တပည့်တော်မမြဲတာတွေကိုပဲသိနေပြီးတော့တပည့်တော်ရဲ့ညံအဲ့ဒီအချိန်မှာတပည့်တော်ရဲ့စိတ်ကလေးကရက်သွားပါတယ်ဖေဟာတပည့်တော်စိတ်ကလေးရက်သွားပါတယ်ဖေဟာရက်ပြီးတော့အသင်္ကတနိဗ္ဗာန်ကိုမျက်မှောက်ပြုနေပါတယ်ဖေဟာ ချက်ပြီးတော့လေတပည့်တော်ရှုလို့မရတော့ပါဘူးဖေဟာငိမ့်အေးတဲ့အတင်္ဂရနေဗံကိုအဲ့ဒီအချိန်မှာတပည့်တော်မျက်မှောက်ပြုသွားပါတယ်ဖေဟာဘယ်နေ့ဘယ်ချိန်မှာလဲ21ရက်နေ့ရပါဖေဟာနေခင်း2နာရီခွဲမှာဓမ္မယုံမှာဘာလို့ရှုလိုက်တာနော်အဲ့ဒီ30ပုံမှာအာယုံ6ပါးဒီအာယုံတစ်ပါးချင်းကိုတပည့်တော်ရှုနေတော့မမြဲပါလားလို့သိနေတာသိနေတဲ့စိတ်ကလေးကဆရာတော်ဖေဟာဟောတဲ့30ပုံကိုချုပ်လို့ရှိရင်အာယုံ6ပါးအာယုံ6ပါးကိုချက်ရင်အဲ30ပုံရှု ချက်ရင်ချက်ရင်30ပုံချက်ရင်30ပုံလို့ဆိုဒါဆို30ပုံမှာလဲအာယုံ6ပါးပဲရှိတာပဲဒီအာယုံ6ပါးတွေက30ပုံကလဲဘယ်မြဲပါမလဲဆိုပြီးတော့30ပုံလုံးကိုတပည့်တော်ရဲ့ဉာဏ်မှာမမြဲဘူးဆိုတာကိုအတိုင်းတိုင်းဉာဏ်ထဲမှာထင်လာပြီးတော့တပည့်တော်ရက်သွားပါလေဖေဆက်ပြီးတော့လဲရှုလို့မရတော့ပါဘူးဖေငိမ့်အေးသွားပါလေဖေအာသင်္ကတနိဗ္ဗာန်ကိုအဲ့ဒီအချိန်မှာတပည့်တော်မျက်မှောက်ပြုတ်နေရတယ်ဖေတောက်လျှောက်ပဲအဲ့လိုပြီးတော့ဘာဖြစ်လဲစိတ်ကစိတ်က30ပုံဘယ်လိုမြင်သွားလဲအဲ့ဒါ30ပုံ 30တဘုံကမမြဲဘူးလို့ပဲဒီပြီးတော့မြင်ပါတယ်ခင်ဗျာ30တဘုံကอืม30တဘုံလုံးကလည်းမမြဲဘူးလို့ဒီပြီးတော့မြင်ပါတယ်ခင်ဗျာဟုတ်ပြီနောက်ထပ်ဘာတွေမြင်သေးလဲနောက်ထပ်ဘာတွေမြင်လို့နောက်ဆက်ရှုလို့ချင်းဒီပြီးတော့ရှုလို့မရတော့ဘူးခင်ဗျာအဲ့ရှုလိုက်တာ ਨੇ တပည့်တော်အဲ့နောက်ပိုင်းမှာရှုတယ်ရှုရှုလိုက်တဲ့အခါတိုင်းမှာလည်းဘယ်လိုဖြစ်လဲဆိုတော့တပည့်တော်ဆက်ရှုလို့မရဘူးဖေ။အဲ့ငင်းအင်းနေတဲ့နေရာကိုပဲတပည့်တော်ရောက်နေဖေ။မေးတဲ့မေးလို့ မမေးချင်တော့ဘူးဖေရတပီတော့မမြဲတာတွေကိုပဲတောက်လျှောက်ရှေ့ပိုင်းမှာတပီတော့တွေ့လာတော့အဲ့လိုလဲတိပြီးတော့တပီတော့မေးလို့လဲမရဘူးအဲ့ဖြစ်ပြတ်တွေမြင်ဖြစ်ပြတ်တွေမုံဖြစ်ပြတ်တွေဆုံဖြစ်ပြတ်ကဘယ်တော့ဆုံးမှာအဲ့မမြဲတဲ့တခါတရရတဲ့ဘယ်တော့ဆုံးမှာအတိမှာဆုံးမှာတိတဲ့အချိန်မှာဆုံးမှာပြန်ညာမှာဆုံးမှာပြန်ညာနဲ့ဆုံးမှာဒီအာယုံ၆ပါးမမြဲတဲ့တရားတွေဟာပယ်လို့လည်းမရဘူးဆွဲလို့လည်းမရဘူးပယ်ရင်ဒေါသ ပယ်လို့လည်းမရတဲ့အတွက်မပယ်တော့ပါဘူးဖေ။စွဲရင်လောဘစွဲရင်လောဘပါဖေ။စွဲလို့လည်းမရပါဘူး။မရတာကိုသိပါရယ်ဖေ။အဲ့ဒီအချိန်မှာမပယ်မစွဲတဲ့အခါကျတော့အသင်္ကရာနိဗ္ဗာန်ကိုမျက်မှောက်ပြုပါရယ်ဖေ။သင်္ကရာတရားတွေဘာလို့မပယ်တာလဲ။သင်္ကရာတရားတွေကမမြဲမမြဲမှန်းသိနေလို့ပါဖေ။ဘာလို့မပယ်တာလဲ။သင်္ကရာတရားတွေဘာလို့မပယ်တာလဲ။သင်္ကရာတရားတွေကမမြဲဘူးဆိုတာသိနေလို့ပါဖေ။ဟုတ်ပြီမမြဲတာဘာလို့မမြဲတာလဲ။ င်္ခါရတရားတွေကဘာလို့မမြဲတာသင်္ခါရတရားတွေကမမြဲဘူးဆိုတာသိတယ်လေမမြဲတာတော့မြင်နေတယ်တဘာဝတရားတွေပါဗျာသင်္ခါရတရားတွေကတဘာဝတရားတွေမဟုတ်ဘူးပါဗျာဟုတ်တဘာဝတရားဘာတွေလဲတဘာဝတရားဘာတွေလဲလို့ ုပ်ကလည်းတဘာဝနာမ်ကလည်းတဘာဝပါဗျာရုပ်ကလည်းတရားနာမ်ကလည်းတရားပါဗျာဟုတ်ကြတော့ပါတော့တဘာဝပါလေရောရုပ်ကလည်းတဘာဝနာမ်ကလည်းတဘာဝတဘာဝတရားတွေဖြစ်လို့တည်းမမြဲပါဘူးဗျာဟုတ်ပြီအဲ့မမြဲတဲ့တရားတွေကဘယ်တော့ဆုံးမလဲခန္ဓာနဲ့ဆုံးပါလားဉာဏ်နဲ့ဆုံးပါလားဉာဏ်နဲ့ဆုံးပါပါဗျာဉာဏ်နဲ့ဆုံးပါလားဉာဏ်နဲ့ဆုံးပါလားဉာဏ်နဲ့ဆုံးပါပါဗျာဟုတ်ပြီဘယ်လိုဆုံးပါလဲပြန်ဆုံးပြပါဦး သင်္ခါရတရားတွေကမမြဲတဲ့အတွက်ပယ်လို့လည်းမရဘူးဆွဲလို့လည်းမရပါဘူးဖေ။ပယ်လို့မရတော့မပယ်ပါဘူးဖေ။ဆွဲလို့မရတော့မဆွဲပါဘူးဖေ။ဘာလို့မဆွဲတော့တာလဲ။မမြဲလို့ပါဖေ။ဘာလို့မပယ်တော့တာလဲ။မမြဲလို့ပါဖေ။ဟုတ်ပြီ။ဘာလို့မမြဲတာလဲ။ယောဂရီ9000နံကရီတသိန်းပြည့်နေတဲ့အတွက်မမြဲဘူးဆိုတာသိလို့။ဟုတ်ပြီ။သိသွားတော့အဲ့တော့ဖြစ်ပြက်တွေမြင်ဖြစ်ပြက်တွေမုံဖြစ်ပြက်တွေ ဆုံးပါဗျာဟုတ်တော့ဆုံးကတော့စိတ်ထဲမှာဘယ်လိုခံစားလိုက်ရလဲစိတ်ထဲမှာငြိမ်းအေးနေပါတယ်ခင်ဗျာအဲ့တော့လောကကြီးတစ်ခုလုံးဘယ်လိုသိသွားလဲလောကကြီးတစ်ခုလုံးလောကကြီးတစ်ခုလုံးကလည်းအားလုံးမမြဲဘူးဆိုတာသိပါတယ်သဘာဝတရားကြီးလိုပဲသိပါတယ်ခင်ဗျာဒီလိုဘယ်လိုမမြဲတော့ဘယ်လိုလို့သဘာဝလို့သိတာလဲသဘာဝတရားဆိုတာအရှိတရားပါဗျာဒီလိုဘာလို့မမြဲတာလဲမင်းဘယ်လိုဖြစ်မှာလဲဘာလို့မမြဲတာလဲဆိုတော့ ုပ်ကလေး9000နန်းကလေးတိမ့်ပြက်နေတာဂျုံနဲ့နန်းကလည်းတဘာဝတရားတွေဖြစ်တဲ့အတွက်တဘာဝတရားတွေဖြစ်တဲ့အတွက်ဒီတဘာဝတရားရဲ့မမြဲပါဘူးခင်ဗျာဟုတ်ပြီအဲ့တော့သင်္ခါရတရားတွေပေါ်မှာချစ်တာမုန်းတာမရှိပါဘူးခင်ဗျာဘာလို့လဲချစ်ချင်းမုန်းခြင်းမရှိပါဘူးခင်ဗျာတဘာဝတရားတွေပါဖြစ်ပြီးပြက်တဲ့တရားတွေပဲတဘာဝတရားတွေပဲလူတပြည့်တော့တိလို့ပါခင်ဗျာအဲ့လိုတိတော့အရင်ကအတိတွေနဲ့အခုတိတွေနဲ့ဘာတွေကွာခြားသွားလဲဘာတွေထူးခြားလဲအခုတိတွေနဲ့ဘာကွာခြားလဲဆိုတော့အဲတပြည့်တော့ ဒါလည်းတက်ရှိသဘာဝတရားအားလုံးကလည်းသဘာဝတရားတွေကြီးပဲဆိုတော့အားလုံးပေါ်မှာတပည့်တော်သဘာဝတရားလို့မြင်ပြီးတော့ချက်ချင်းမုန်းခြင်းလည်းမရှိပါဘူးဖေဟာနောက်ပြီးတော့တပည့်တော်မှာအခုဒီတရားတွေကိုရှုပြီးတဲ့အချိန်မှာလူချင်းနာစားချင်းနာတွားချင်းနာဘာကိုမှချင်းနာဆိုတာတပည့်တော်မှာမရှိတော့ပါဘူးဖေဟာဘာလို့မလူချင်းတော့တာ ဘာလို့မလို့ကျင်လားဆိုဒုက္ခလို့မြင်နေလို့ပါဖေ။မမြင်ဘူးဆိုတာကိုမြင်နေလို့ပါဖေ။ဒုက္ခအကျိုးတရားလားအကြောင်းတရားလား။ဒုက္ခအကြောင်းတရားပါဖေ။အကြောင်းတရားမဟုတ်အကျိုးတရား။အကျိုးတရားပါဖေ။ဘာလို့အကျိုးတရားလို့ပြောတာလဲ။ဒုက္ခအကျိုးတရားပါဖေ။ဘာလို့အကျိုးတရားလို့ပြောတာတော့ အရင်တော့အဝိဇ္ဇာအမှန်ကိုမသိမှုကြောင့်တဏှာဒီဘဝကိုခန္ဓာကိုလိုချင်လို့ကြားခဲ့တဲ့အတွက်အဝိဇ္ဇာနဲ့တဏှာနဲ့ပေါင်းစုံလို့လုပ်ခဲ့တဲ့နော်အရင်တော့ဝိပအရင်တော့မသိလို့လုပ်ခဲ့တဲ့ဝိပါကဝေအကျိုးတရားခန္ဓာကြီးနော်တင်ပါဗျာအဲလိုသိရမှာနော်သိရပါတယ်ခင်ဗျာဟုတ်တယ်ဖြည့်ုံနဲ့မဖြည့်လို့မရအောင်နော်အပြောတရားနဲ့မရအောင်သဘောတရားကိုနားလဲရမယ်တင်ပါဗျာအရင်တိတ်ဘဝကဥရှင်တို့တကယ်လို့မသိမှုကြောင့်မသိမှုအဝိဇ္ဇာကြောင့်လိုချင်လို့ဒီခန္ဓာရခဲ့တဲ့အတွက်ဟုတ်လားတင်ပါဗျာဝိပါကဝေအကျိုးတရားလို့ခေါ်တယ်နော်တင်ပါဗျာမသိလို့လုပ်ခဲ့တာလားမသိလို့လုပ်ခဲ့တာလားမသိလို့လုပ်ခဲ့တာအဲ့တော့ဒုက္ခ လို့သိသွားရင်လုံးမလားမလုံးတော့ပါဘူးခင်ဗျာအဲ့တော့ဒုက္ခလို့အမှန်မသိမှုကြောင့်เนาะတဏှာနဲ့ပေါင်းပြီးတော့ရခဲ့တဲ့ဒုက္ခခန္ဓာကြီးเนาะအလားတူတရားကြီးအတင်ပါခင်ဗျာအဲ့ဒုက္ခဆိုတော့မသိလို့လုပ်ခဲ့ကြတာအခုတကယ်သိသွားပြီဆိုတော့နောက်ခန္ဓာလိုချင်သေးလားလိုချင်တော့ပါဘူးခင်ဗျာဟုတ်ပါအခုဥသိင်ရောပဲလေးဘုံငယ်ရှိတဲ့ကြာနိုင်သေးလားမကြာနိုင်တော့ပါဘူးဘယ်သူအမခံပေးမှာလဲဒီလိုအမခံပါတယ်ခင်ဗျာဟုတ်ဥစဉ်အမခံပေးလို့ရမလားမရပါဘူးခင်ဗျာဟုတ်ပါတော့အခုသိမယ်ဆိုရင်အပေလေးဘုံငယ်ရှိတဲ့မှာကြာအောင်ဘယ်လိုသိမှာလဲသိပြပါဦး တပီတော့ဟာတိမတက်ခံစားနေရတဲ့ဝေဒနာပေါ်မှာဘယ်လိုသိပြီးတော့ဒီမှာလဲတိပြတိမတက်ခံစားနေရတဲ့ဝေဒနာတွေပေါ်မှာမမြဲတဲ့မမြဲဘူးဒီဝေဒနာတွေကမြဲမှမမြဲတာဒီမမြဲတဲ့ဝေဒနာသဘာဝတရားကြီးပေါ်မှာပယ်လို့လည်းမရဘူးဆွဲလို့လည်းမရတော့တယ်မပယ်မဆွဲတဲ့စိတ်နဲ့မဲခံညံမှုပြီးတပီတော့တည်ပါမယ်ဖေဟာအဲ့ဒါမကြနိုင်ဘူးလားမကြနိုင်ပါဘူးဖေဟာဟုတ်ပါပြီနော်အားလုံးသာဓုခေါ်ပြီးတော့သာဓုသာဓုသာဓုပါဖေဟာ Oh,